ISBE ဆိုတာတဲ့နိုင်ငံအသင်းမှာရှင်အဲနောက်ထပ်စီးကိန်းသွင်းနေတဲ့ပြင်ဆင်နေတာဖြစ်တဲ့အတွက်အကုန်လုံးကိုအဲနောက်ပွဲတွေအတွက်ပါအစဉ်သင့်ဖြစ်အောင်လို့ညီမအတက်နိုင်ဆုံးပြင်ဆင်သွားမယ်လို့ပြောချင်ပါတယ်ခတိပေးချင်ပါတယ်ရှင်ဟုတ်အဲ့တော့လေနောက်နောက်နေ့မှာလည်းပဲအဲဒီလိုမျိုးပေါ့ဟောညီမတို့ဖြစ်တဲ့အချိန်ဖြစ်တဲ့ဖြစ်တိုက်တဲ့အရာကိုစိတ်ရှည်ရှည်နဲ့စောင့်ပြီးတော့အဲဒီဘောလုံးပွဲရဲ့ကွာဟာချက်ဒီပလေယာတွေရဲ့ကွာဟာချက်နောက်ညီမတို့အဲနီးပြားတွေရဲ့ ကစားစေခြင်းနဲ့ပုံတံတန်းအတိုင်းဖြစ်အောင်လို့တတ်နိုင်သမျှအမတို့ထိန်းချုပ်ပြီးတော့ကိုးကွာချချက်နေအောင်နောက်တစ်ခုကအဲနောက်ထပ်သူများမှာပေါ်လာတဲ့အမားလေးတွေရှိခဲ့လို့ရှိရင်အဲ့အမားကနေပြီးတော့အမတို့နောက်ထပ်သင်ကန်းစာကနေပြီးတော့အမတို့ရဲ့အဲကလေးတွေရဲ့အတွေ့အကြုံကောင်းတစ်ခုရအောင်တော့အမတို့စူးစမ်းဖို့ပြင်ဆင်ထားပါရဲ့ရှင့် ပ်ပြီးတဲ့ရလတ်အနေနဲ့ကတော့နံပါတ်1အနေနဲ့အာကွန်းနက်တီလာရောက်အားပေးတဲ့ပြည်သက်ကြီးကို TV ကနေပြီးတော့ကြည့်ပြီးတော့အားပေးနေတဲ့ပြည်သက်တွေရောပထမဆုံးအနေနဲ့အာစိတ်မကောင်းစာနဲ့ပဲတောင်းပန်ပါတယ်အာညီမတို့အတတ်နိုင်ဆုံးပေါ့နော်ကလေးတွေရောနိုင်လိုစိတ်ပြင်းထန်စာနဲ့ကြိုးစားခဲ့တာတော့အမတို့အဲပြည်သက်ကြီးလည်းလက်တွေ့မြင်တွေ့ရပဲလို့ညီမမျှော်လင့်ပါတယ်အဲဒါပေမဲ့ဒီရဲ့နောက်ွယ်မှာမှအမပေါ့နော်ညီမတို့လည်းအဲဒီကိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ နိုင်လုံစိတ်ပြင်းထန်စွာနဲ့အဲဒီ စိတ်ရဲ့အလင်ကိုညီမတို့မထိန်းနိုင်မဲနဲ့တလောက်လျှောက်လိုက်ပြီးကစားခဲ့တာဖြစ်တဲ့အတွက်အဲတင်းနေ discipline ပေါက်ပြီးတော့ညီမတို့ကိုယ်ရည်အများကြီးဖြစ်သွားတယ်ဗောနော်အဲ့ဒီအတွက်လည်းပဲပြည်တဲ့အကုန်လုံးတောင်းပန်ပါတယ်လို့ဟုတ်ကဲ့လက်ရှိမှာကြာနေတဲ့အသင်း၃သင်းစလုံးကတော့ဘယ်အသင်းမှာတော့ဟိုယော့နေတဲ့အသင်းဆိုတာမရှိဘူးရှင်။ဟာဒီကကိုရီးယားလည်းရွေးစဉ်ရယ်ဂျပန်လည်းရွေးစဉ်ရယ်ဒါကဘရာဇီးလည်းရွေးစဉ်ရယ်ပေါင်းထားတာဆိုရင်ဂျပန်မှာကြာတော့လေဂျပန်လည်းရွေးစဉ်အပြည့်လာတာပါရှင်။မြောက်ကိုရီးယားကလည်းလက်ရှိကမ္ဘာဖလားမှာတတော်လျှောက် ကမ္ဘာဖလားရနေတဲ့လူတွေအကုန်လုံးလာတာဖြစ်တဲ့အတွက်ဘယ်အသင်းကမှတော့ယော့နေတာမရှိဘူးရှင်အဲ့တော့ညီမတို့ကလည်းတတ်နိုင်သမျှအသင်းတသင်းကိုတွေးလို့အသင်းတသင်းကိုချင်းကတ်တဲ့အချိန်မှာနံပါတ်1ကကိုအများကြီးမပေးရဘူးအရင်နံပါတ်2ကကြတော့သူတို့ချီမှာရှိနေတဲ့အမားကွက်ကဘယ်နေရာမှာမှားမလဲဆိုတော့စောင့်ပြီးတော့အလုပ်လုပ်ရတာပါရှင်အဲ့တော့လည်းနောက်နောက်နေ့မှလည်းပဲအဲဒီလိုမျိုးပေါ့ဩညီမတို့ဖြစ်တဲ့အချိန်ဖြစ်တဲ့ဖြစ်တိုင်းတဲ့အရာကိုစိတ်ရှည်ရှည်နဲ့စောင့်ပြီးတော့အဲဒီဘောလုံးပွဲရဲ့ ကွာဟချက်ဒီပလေယာတွေရဲ့ကွာဟချက်နောက်ညီမတို့အဲနီးပြနေရဲ့ကစားစီခြင်းနဲ့ပုံတံအတိုင်းဖြစ်အောင်လို့တတ်နိုင်တယ်များအမတို့ထိမ့်ချုပ်ပြီးတော့ဂိုးကွာချချက်နေအောင် နောက်တစ်ခုကအဲနောက်ထပ်သူများမှာပေါ်လာတဲ့အမားလေးတွေရှိခဲ့လို့ရှင်အဲ့အမားကနေပြီးတော့အမတို့နောက်ထပ်သင်ကန်းစာကနေပြီးတော့အမတို့ရဲ့အဲကလေးတွေရဲ့အတွေ့အကြုံကောင်းတစ်ခုရအောင်တော့အမတို့စူးစမ်းဖို့ပြင်ဆင်ထားပါရဲ့ရှင်အာပိဋကတ်ကတော့စေတနာနဲ့လေသူတို့လာအားပေးတဲ့အာ ပလေယာအဲသူတို့အားပေးတဲ့နိုင်ငံနိုင်ငံတာဖြစ်တဲ့အတွက်အာဒါကတော့မျိုးမျိုးပဲဝေဖန်ကြမှာပါဒါကတော့ညီမတို့နီးပြားတွေအတွက်ဝေဖန်တာကတခါလျင်ကြလို့ချင်းဒီထက်ကနေပြီးတော့ယူသရာသင်ငန်းစာကတော့ရနေတာပါပဲရှင့်အဲညီမနောက်တစ်ခါဘာလုပ်ရမလဲဘာလုပ်တင်လဲဆိုတာကိုလည်းညီမတို့ဒီထက်ကပဲအမြဲတမ်းပြန်ပြီးတော့သင်ငန်းစာယူရင်းနဲ့ပဲပြင်ဆင်နေတာပါရှင့်အဲ့အဲ့အတွက်ကတော့ညီမအနေနဲ့ကတော့ဘာမှအထွေထူးမပြောလို့ပါဘူး။ဒါပေမဲ့တကယ်တကယ်ရင်ဆိုင်နေရတဲ့အသင်းတွေရဲ့ ဟော level တခုရဲ့ကွာဟားချက်မှာပေါ့ညီမတို့လည်းတတ်နိုင်တယ်ဗျအကုန်လုံးလိုက်ပြီးတော့နောက်ဘွဲတွေမှာဒီလိုမျိုးအမှားမမှားအောင်ဒီလိုမျိုးအဲကစားစေခြင်းတဲ့နေရာကနေပြီးတော့ဖောက်ထွက်မသွားနိုင်အောင်တတ်နိုင်တယ်ဗျတော့ညီမတို့လည်းလိုက်ပြီး control လုပ်ရင်းနဲ့ဒါဒီရဲ့အသင်းဟာညီမတို့ ISPE ဆိုတာတဲ့နိုင်ငံအသင်းမှာရှင်အဲနောက်ထပ်စီဂိမ်းအတွင်းနဲ့လည်းပြင်ဆင်နေတာဖြစ်တဲ့အတွက်အကုန်လုံးကိုအဲနောက်ပွဲတွေအတွက်ပါအစီအစဉ်ဖြစ်အောင်လို့ညီမ အတက်နိုင်ဆုံးပြင်ဆင်သွားမယ်လို့ပြောချင်ပါတယ်ခတိပေးချင်ပါတယ်ရှင်ဟုတ်အဲကလေးတွေနိုင်လိုသောနဲ့နိုင်လိုစိတ်ပြင်းထန်စွာနဲ့ကစားခဲ့တာကိုအကုန်လုံးတွေးကြမယ်လို့ကျွန်မမြင်အဲ ထင်မိပါတယ်အဲ့တော့တကယ်လည်းပဲသူတို့တွေစိတ်ထဲမှာနိုင်လို့စိတ်ပြင်းထန်ပါတယ်အဲ့တော့ဟိုတခါတရံမှာအမားကျူးလို့မိတာလည်းရှိကောင်းရှိပါမယ်ရှင်ညီမတို့အဲနီးပြအဖွဲရောအဲညီမတို့ ISB အဖွဲရောနောက်ပြီးတော့ညီမတို့ပလေယာတွေပေါ့ပလေယာတွေပေါ်မှာရောဒီမျောလင့်နေတဲ့ပရိသတ်ကိုတစုံတစ်ခုမြန်စိတ်ကျေနပ်မှုမပေးခဲ့လို့ရှိလို့ရှိရင်လည်းခွင့်လွှတ်ပေးဖို့ညီမဒီနေ့ကနေပြီးတော့တောင်းဆိုချင်ပါတယ်နောက်တစ်ခုကတော့နောက်နေ့ပွဲတွေမှာလည်းစိတ်မပြတ်ဖက်နဲ့လာရောက်အားပေးပါလို့ညီမကနေဖိတ်ခေါ်ချင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ကလေးတွေဒီနေ့စူးစမ်းသွားတဲ့အားနှဆာဟာ ပိဋိဒတ်ရဲ့အားပေးမှုကဒါစိတ်တည်သေးတာပါဝင်တာဖြစ်တဲ့အတွက်နောက်နေ့ပွဲဒီမှာလည်းပဲဘယ်လိုရလမျိုးမှမဲမစိုးလာရောအားပေးပါလို့ညီမကတော့ဖိတ်ခေါ်ပြလို့ရှိတယ်။